ဒီနေ့ကတော့တုတ်တန်ဆောင်မဖဲဝအပါဝင်မြန်မာနိုင်ငံရဲ့နာမည်အကြီးဆုံးတရေ6កောင်အကြောင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ရှင်။ဒီတရေ6កောင်ထဲမှာဘယ်လိုမျိုးတရေတွေပါဝင်မလဲဆိုတာကိုသိချင်တဲ့កောင်ကြီးတွေကတော့ကျွန်မနဲ့တူတူဒီဗီဒီယိုလေးကိုကြည့်လိုက်ကြအောင်ရှင်။ကြောက်တတ်တဲ့သူပဲဖြစ်ဖြစ်မကြောက်တတ်တဲ့သူပဲဖြစ်ဖြစ်ယုံကြည်သူပဲဖြစ်ဖြစ်မယုံကြည်တဲ့သူပဲဖြစ်ဖြစ်လူကြီးသူမတွေရဲ့ပြောစကားတွေအရအိယာဝင် ပုံမြင်တွေအရတော့မြန်မာပြည်မှာလေတရေသစီတွေရှိပါသေးတယ်။သူတို့တွေကဘယ်သူတွေဖြစ်ကြမလဲ။ တပီတော်လေးမှာသူတို့တွေရဲ့နာမည်တွေနဲ့သူတို့တွေရဲ့အကြောင်းတွေကိုဟောပြပေးသွားမှာပဲဖြစ်ပါတယ်။ကဲဒီလိုဆိုရင်တော့မြမပြည်ကနာမည်ကျော်တရားစီတွေကဘယ်သူတွေဖြစ်မလဲဆိုတာကိုကြည့်လိုက်ရအောင်ပါ။နံပါတ်1ရှေကလိမတကယ်လို့တင်ကအိမ်မနေတာမဟုတ်ပဲအဆောင်မနေတဲ့သူဆိုရင်တော့မြင့်တဲ့တကောင်ရမ်းမှအိမ်သာသွားခြင်းနဲ့အခက်အခဲတစ်ခုကို မလွဲမသွေကြုံရပါလိမ့်မယ်။ အဲ့ဒီအချိန်မှာအဆောင်တရေတွေတဲကမှမိန်းကလေးအဆောင်တွေအင်တာတွေထဲမှာ၆လန်းတက်တဲ့တရေတကောင်နဲ့ပယ်ပင်မတိုးဘူးလို့ဘသူမှအာမမခံနိုင်ပါဘူးဒီတရေကမိမတရေလို့ပြောကြပါတယ်ဒါပေမဲ့သူ့လက်တွေရှစ်လောက်တွေကကောက်ကွေးကြီးတွေဆိုတော့ဘလို့မှကြည်လို့လှမှာမဟုတ်ပါဘူးသူနဲ့တွေ့ပြီးသူကကိုနောက်လိုက်လာပြီးဆိုတာနဲ့အဒီကလှုပ်ဆောင်ရမှာကအဖြောင့်တိုင်းထွက်မပြေးဘူးပါပဲ တက်တဲ့ကြီးသားပြည်လူကတော့ချက်ချင်းဆိုသလိုနောက်ကျောကိုရောက်လာပါလိမ့်မယ်။အဲ့ဒီတော့လွန်မြောက်ပြေးဖို့ဆိုရင်တော့မွေလိမ်မွေကောင်းလမ်းကြောင်းတိုင်းဝေးရိုက်ပြီးသားပြေးပြီတော့လို့အကြံပေးလိုက်ချင်ပါတယ်။နံပါတ်2ဘုံကြီးတည်းခရိယံဘာသာအယူအယတမကျန်းစာတွေလဝကတိုင်းတွေကတရားသစေတွေကိုနှိမ်နင်းနိုင်နေဆိုပြီးများသောအားဖြင့်လက်ခံထားကြပါတယ်။ ပုံသဏ္ဍူယုံကြည်မှုအရဗုဒ္ဓဘာသာမှာလည်းပါဏိဘာသာနဲ့ရွတ်ဆိုရတယ်ဖျားစာတွေကိုရွတ်ဆိုတယ်ဆိုရင်တရားစစ်တွေနဲ့မကြွလွတ်သူတွေကို မောင်းထုံနိုင်ပါတယ်ဒါပေမဲ့အဲ့ဒီနီလန်ကမြန်မာနိုင်ငံကတရားတွေအားလုံးအတွက်တော့မဟုတ်ပါဘူးရှင်းချက်တခုတော့ရှိနေပါတယ်အဲ့ဒါကတော့ဘုံကြီးတရေတွေဟာဖျားစာတွေကိုရွတ်ဆိုရမှာတာမန်လူတွေတဲ့အစားပေါင်းများစွာကြွမ်းကျင်လို့ပါပဲ။ တကယ်လို့အခုဗီဒီယိုကိုကြည့်နေတဲ့သူကဖုန်ကြီးတည်းနဲ့ပြပင်းတိုးတဲ့ဆိုပါတော့ကြည့်နေတဲ့သူကဖျားစာရွတ်တဲ့စွမ်းရည်ကဖုန်ကြီးတည်းနဲ့ရှင်နိုင်မယ်လို့များယုံကြည်ချက်ရှိပါသလားမရှိဘူးဆိုရင်တော့အကြောက်လွန်ပြီးနောက်ဘဝမြန်မြန်မြောက်ဖို့တက်တယ်ပဲဖြစ်ဖြစ်မွေလေမွေကောက်ပဲဖြစ်ဖြစ်ညင်းလင်းထနေအောင်သာကြီးလိုက်တာကတင်းအတွက်အကောင်းဆုံးဖြစ်ပါလိမ့်မယ်နံပါတ်3မတ်ဖဲဝါ တရေတွေတဲကမှ လူသိများတာမူနာမည်ကျော်တရေမလို့တောင်ညွှန်းဆိုရပါလိမ့်မယ်။သူကတင်ကျိုင်းကိုအိမ်လုံနေသူဖြစ်ပြီးညင်းနဲ့တကောင်ရောက်မှသပင်အခြေကြီးဖာယာချာအခေါင်းကြီးတစ်ကလုံးကိုခေါင်းမော်ရွက်ပြီးဖင်လိန်လန်းလျှောက်ပြီးလမ်းတလာတက်ပါတယ်။သူရွေးရှက်ထားတဲ့မင်္ဂလာအိမ်တော်ရှိရောက်ပြီဆိုတာနဲ့တီခနဲ့ရန်အေးရဲ့လှေကားရင်မှာရွက်လာတဲ့အခေါင်းကိုဘုံကနဲ့ပြစ်ချပြီးထွက်သွားတတ်ပါတယ်။ အခေါင်းချခံလိုက်ရတဲ့အိမ်ကမိသားစုဝင်တဦးဟာများသောအားဖြင့်ကလေးတွေ မကြမီမှာဖြားနာပြီးတည်ဆုံတတ်ကြပါတယ်1990ပြည်နှစ်ဝင်းကျင်လောက်ကကင်းပြည်နယ်ကနမေကျော်ဖုန်းကြီးတပါဟာမက်ဖဲဝါကလက်ဆက်တဲ့ကလေးအသားတွေကိုစားကျင်နေကြအောင်အိမ်မက်မက်တယ်လို့သတင်းစကားတွေထွက်ပူပါတယ်ဆရာတော်ကကလေးအသားကိုစားမယ်စားခွေးသားကိုသာ စားရမယ်လို့မိန်ခဲ့ပြီး နောက်ပိုင်းမှာနေကအိမ်ပေါဝါတွေမှာ ကလေးသားခါတယ်ခွေးသားချူတယ်ဆိုတဲ့စာရေးအမှတ်သားပြုပြီးမက်ဖဲဝါရဲ့ရန်ကို ကာကွယ်လိုက်ကြတာမျိုးတွေလည်းရှိခဲ့ပါတယ်။နံပါတ်၄ရှေးစားဆုံးခြားခြားပါးပါးလူတို့ဟာလူသားတွေပြုံမှုနေထိုင်လှုပ်ဆောင်ကြတာတွေကို စိတ်မဝင်စားကြပါဘူး။လူတို့တွေစိတ်ဝင်စားတာကမော်အတက်ပညာပါဝင် လူတွေကိုပြူစားဖန်တီးနိုင်တဲ့စွမ်းရည်တွေကိုပါပဲ။ သူတို့တွေဟာမော်ပညာတွေကိုခက်ခက်ခဲခဲနဲ့သင်ယူကြပြီးဆုံးသက်တဲ့စာမွေးပွဲကိုကြော်ဖြတ်ကြရပါတယ်။ကြော်ဖြတ်နိုင်တဲ့သူတွေကအစွမ်းထက်တဲ့ဆုံးတွေဖြစ်လာကြပြီးစာမွေးပွဲမအောင်မြင်ပဲကြာချုံးခဲ့ရင်တော့မစင်တွေအလောင်းတွေကိုသာစားရတဲ့ရှေးစားဆုံးဘဝကို ရောက်ရှိသွားပါတော့တယ်။ ခြေသားသုံးတွေကနေလေပိုင်းမှာလူသားတွေလိုနေထိုင်ကြပြီးနေဝင်သွားတာနဲ့ခန္ဓာကိုယ်ကြီးကိုစွန့်ပြီးဥပေါင်းတစ်လုံးနဲ့ညသာပူပြီးအတွက်အစာကြာထွက်ကြပါတယ်အဲ့ဒီအချိန်မှာမကောင်းစွာနှိမ်နှင်းသူတွေကခေါင်းမရှိတဲ့ခန္ဓာကိုယ်ကြီးကိုတရော်ခက်ခွဲခွဲတွေနဲ့ပုတ်ထားကြပါတယ် ညအချိန်ကုန်ဆုံးလို့ပြန်လာတဲ့ဆုံးက သူ့ကောင်းတဲ့ကိုကိုပြန်ဆက်ဖို့ကြိုးစားပေမဲ့ရှော်နေတဲ့အတွက်မစစ်နိုင်တော့ပဲနေထွက်လာတဲ့အခါ အလင်းရောက်ထိပ်ပြီးကိစ္စလျှော်သွားပါတော့တယ်။နံပါတ်5ဖုတ်ဒီတရေကတော့ဆရာကြတဲ့တရေအမျိုးအစားဖြစ်ပြီးညာသောအဖြစ်ဒီကနေ့ယောဂကြီးကြီးမားမားခံစားနေရတဲ့လူနာတွေပြီးတော့ဒီနာနာမှာလူနာတွေကိုဂယူးဆိုင်ပေးတဲ့ လူနာစောင့်တွေကိုအဓိကပြစ်မှတ်ထားပါတယ်။မမမကျန်းဖြစ်နေတဲ့လူနာရဲ့အသက်ဝိညာဉ်ထွက်သွားတာနဲ့တပြိုင်တည်းထိဝိညာဉ်ကင်းလွတ်သွားတဲ့ခန္ဓာကိုယ်မှာအတာလေးနေရာဝင်ယူလိုက်ကြပါတယ်။ဒါကိုမသိတဲ့လူနာရှင်တွေကတော့လူနာကို အသက်ဆက်ရှင်နေတုံးလို့ပဲထင်ကြပြီးစက်ပြူစုကြပါတယ်။ တကယ်ကိုအန်ဒီရဲ့များပြီးလိမ္မာပန်းနဲ့တဲ့ဖုတ်တီရဲ့ကတော့တေသူရဲ့ခန္ဓာကိုယ်ကို အပန်းယူနန်းဆန်ပြီး စားကျင်တဲ့အသားငါးတွေကို တောင်းဆိုပါတော့တယ်ဒီလိုမှမဟုတ်ရင်တော့သူ့ကို အနီးကပြုစုနေရတဲ့ကုညီသူတွေရဲ့သွေးကို အသားချင်းထိပ်ပြီးဆုပ်ယူတော့တာပါပဲနံပါတ်6ဖြာလိမ့်နဲ့ နှုတ်သမီးတွေကြီးပဲဆူပြီးနေတဲ့အခါဒါမှမဟုတ်မိဘတွေနာယီပိုင်းတော့အပြစ်ထွက်သွားပြီဆိုတာနဲ့အိမ်မှာကြံခဲ့တဲ့ဆွေကျော်တဲ့သမီးတွေဘာလုပ်ကြမယ်လို့သင်ထင်ပါသလဲအိမ်ရှိမှရှိတဲ့ဖြာကိုလည်းပြီးတော့ဖြာလိန်ကြီးကိုအကြထပ်ပိန်ဝင်းနနခါးတွေသေးလေပဝါခြုံပေးပြီးတော့ဖြာလိန်နဲ့ကို ဖိတ်ခေါ်ကြတော့တာပါပဲ။ ဖြားလေကြီးအနှဲငယ်ပဲဖြစ်ဖြစ်လှုပ်လာတဲ့အခါအသက်ဝင်လာတယ်လို့ယူဆကြပြီးဖူးစာချင်းဘသူဖြစ်မလဲဘယ်တော့အိမ်တော်ကြမလဲစတဲ့ရှင်းမှုရေးရာကိစ္စတွေကိုဖြားလေးနဲ့ကို ဝိုင်းမိကြတော့တာပါပဲဒီလိုကသားနည်းမျိုးကဖြားလေအကျွေးသေးတစ်သားပြားစတဲ့သုံးတဲ့ပစ္စည်းတွေသာကွာသွားပြီမြန်မာနိုင်ငံတော်တော်များများမှာတော့စင်တူပုံစံတွေရှိနေပါတယ် ဒီဖြားလေးနဲ့ကို ပြန်သွားဖို့ပြောပြီးချိန်မှာတကယ်ပြန်မသွားပဲအိနာဝင်းကြီးမလမကန်ကကိုကိုစောင်းကြည့်နေမလားဆိုတာတော့ဘယ်သူမှမသိနိုင်ပါဘူး။နောက်ပြီးအဲ့ဒီဖြားလေးကြီးကိုခင်းပြီးအိနဲ့ရှိတဲ့သူတွေဆိုရင်တော့အဲ့ဒီညမှာဘာတွေကြုံရမလဲဆိုတာကိုတော့ကျွန်တော်လည်းမပြောပြတတ်ပါဘူး။ ဟုတ်ကဲ့ပါဒီဗီဒီယိုလေးကတော့မြန်မာပြည်ကနာမည်ကြီးတရေကြီး6ရောက်ရဲ့အကြောင်းကိုနာမည်နဲ့တကွာသူတို့ရဲ့အကြောင်းလေးတွေကိုပါတင်ဆက်ပေးသွားတာပဲဖြစ်ပါတယ်။ကြည့်ရှုနေတဲ့ပရိသတ်တွေအားလုံးလည်းကြည်နှံ့မှုရလိမ့်မယ်လို့ထင်မိပါတယ်။ဟုတ်ကဲ့ပါဒီလိုဆိုရင်တော့ကျွန်တော်တို့ channel လေးကိုလည်းအနီးအား subscribe လေးကိုနှိပ်ပြီးနောက်ထပ်တင်ဆက်ပေးမယ့် video file လေးတွေကိုလည်းဆက်လက်ကြည့်ရှုအားပေးကြပါအောင်ခင်ဗျာ။ဒီနေ့ view လေးကတော့ဒီလောက်ပါပဲကောင်းကြီးပြီ။ဒီနေ့ပါတဲ့တရေ6ကောင်းထဲမှာတော့ကျွန်မ မဖဲဝါကိုလည်းတည်ရပြီးကြတော့ဒီဖုန်ကြီးတရဲကိုလည်းတည်ရအာနောက်ပြီးတော့ချီစားဆုံးဆိုတာကိုလည်းတည်ရဖျားလေးနဲ့လည်းတည်ရခေါင်းကြီးတွေခေါင်းကြီးတို့ရောဘယ်တရဲတွေတည်လဲပြီးကြတော့ဒီထဲမှာပါတဲ့တရဲနဲ့လည်းကြုံတွေ့ဘူးလားဆိုတာကိုကွန်မန်မှာမင်္ဂပေးကြပါအောင်ကျမကတော့တည်ပဲတည်ရပါဒီထဲမှာပါတဲ့တဲ6កောင်တကောင်နဲ့မှမကြုံဘူးပါအောင်ရှင်နောက်ပြီးတော့အားလုံးကိုနှုတ်မဆက်ခင်မှာဒီထဲမှာပါတဲ့ဗီဒီယိုရဲ့မူရင်းဗီဒီယိုပိုင်းရှင်ကိုလည်းကျမကခွင့်တင်ပေးပါတယ်လို့ကြားညမာတယ်ရှင်ကဲဒီနေ့တကတလောက်ပါပဲခေါင်းကြီးနောက်နေ့မှာဒီထက်ပုံပုံကောင်းမွန်တဲ့ဗီဒီယိုနဲ့ပြန်လာခဲ့ပါမယ်အားလုံးပဲဖိုင်ဖိုင်ပါရှင်